ရရှိမရှိများအားလုံးပဲမင်္ဂလာပါရှင်။ဒါမဲ့တနင်္လာနေ့ပေါ့နော်31ရက်3လ25ကနေ31တင်နေ့ပေါ့နော်။နေ့ရက်4လ25မှာဘွေးကွက်ပေါ့နော်တနင်္လာငါဘုရားဟူမကြောင့်ဘွေးကွက်ကလေးကိုပို့တပြပေးသွားမယ်နော်။ဒါဆိုရင်လိုက်ပြတော့ကြည့်ပေးပါဦး။ဒီမှာရှိတဲ့နေ့6နှလုံးပေါင်းမယ်။နေ့6နှလုံးပေါင်းတော့ပေါင်းခြင်းက8 နော်ပါဝါကတော့နကကတဲ့ရှစ်တုံးတက်ဆိုပြီးရရတာဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဆက်ပြီးတော့သွားမယ်နော်နောက်တစ်ခါက break ပေါ့နော်ဒီမှာရှိတာကတက်ခွန်အခွန်လေးတုံးပေါ့နော်ဒါဆိုလို့ရှိရင်ခွန်နဲ့လေးနဲ့ပေါင်းတော့1 1 1 1ပေါင်းတော့ဘုံချင်းက300ရတယ်เนาะ3 ရှင်းငါသူကတော့ break လေးပါเนาะဒါဆိုရင်ဒီနန်းလေးတွေကိုတွေ့ကြည့်အောင်เนาะရှစ်ထိပ်ကိုသုံး break ရှစ်ကိုเนาะသုံးဖြစ်ချင်တာဆိုတော့ကြာငါဟုတ်ပြီเนาะဒါရှစ်ကိုရှစ်ဖြစ်ချင်တာဆိုတော့ရှစ်ဆယ်ရှစ်ကိုငါဖြစ်ချင်တာဆိုတော့ရှစ်ကိုစသွားမယ်တော့သုံးဖြစ်ချင်တာဆိုတော့30 ၃ကို၈ဖြစ်ချင်တာဆိုတော့၅၃ကို၅ဖြစ်ချင်တာဆိုတော့နဲ့၁ကို၃ဖြစ်ချင်တာဆိုတော့နဲ့၁ကို၈ဖြစ်ချင်တာဆိုတော့ခွန်၁ကို၅ဖြစ်ချင်တာဆိုတော့၄ပေါ့နော်ဒုက္ကနံလေးတူလားညီမတို့ရဲ့၃ရက်စာ၆ကျင်းတက်တာမှာ20ခွန်၃ဟုတ်ပြီနော်၆တဲ့၆နဲ့ကိုနဲ့တက်ခွန်ဒီမှာတက်ခွန်ဆိုပြီးတော့တက်ခွန်ကဒေတာချင်းအောင်တာလေနော်ဒါဆိုရင်ဆက်သွားရအောင်ဒီမှာ တဲ့နဲ့ချောင်းနဲ့မလို့ပေါ့နော်ပေါင်းခြင်းကခုနှစ်ဆိုပြီးတော့ရတာနော်ဒီကလေးဘာမှရေးလိုက်မလားရှုပ်တော့မှဆိုရင်ခွန်ရပါဝကနဲ့နကကတုံညခွန်နှစ်တုံညဟုတ်နော်ဘရိတ်ကဆိုလို့ရှိရင်ခုနတိုင်းဆိုရင်နှစ်ချောက်ပေါင်းတော့ရှစ်ရှစ်ရဲ့ကိုရဲ့ပေါင်းတော့ခွန်နဲ့သူကကြတော့ဘရိတ်ကလည်းခွန်နှစ်တုံညပဲနော်ထိတ်ကလည်းခွန်နှစ်တုံညဒါဆိုရင်ကနန်းလေးကိုတို့ကြည့်အောင်နော် ခွနဲ့ကိုခွနဲ့ပရိစ္ဆေတောင်မျိုးခွနဲ့ဆယ်ခွနဲ့ကိုနဲ့ပရိစ္ဆေရောခွန်ငါခွနဲ့ကိုတောင်မျိုးပရိစ္ဆေရောခွန်တုံးဒါနှစ်ကိုဒီကနှစ်ကိုခွနဲ့ပရိစ္ဆေရောနဲ့ငါနှစ်ကိုနှစ်ပရိစ္ဆေရောနဲ့ဆယ်နှစ်ကိုတောင်မျိုးပရိစ္ဆေရောနဲ့ရှစ်တောင်မျိုးကိုခွနဲ့ပရိတောင်မျိုးခွန်တောင်မျိုးကိုနှစ်ပရိတောင်မျိုးနဲ့တောင်မျိုးကိုတောင်မျိုးပရိစ္ဆေရောတောင်မျိုးတောင်မျိုးဆိုရင်3ရက်စာ6ချိန်ပါเนาะ9ရက် တက်တော့ဟုတ်ပြီနော်နှစ်တော့6တော့ခွန်ငါ36ဒါဆိုရင်ခွန်ငါဒီမှာခွန်ငါဆိုပြီးတော့ဒဲတစ်ချိန်အောင်ထားတယ်နော်ဒါဆိုရင်နောက်တစ်ပြင်ကိုဆက်သွားမယ်ဒီမှာ36 36နဲ့လည်းပေါ့နော်ပေါင်းခြင်းကကိုပါဝါကလေးမြက်ကက6ကိုလေး6ပေါ့နော်ဒါဆိုရင်ဒီကဆက်သွားမယ်ကိုရနေပေါင်းတော့တဲ့ တင်းနဲ့ခွန်နဲ့ပေါင်းတော့ပေါင်းချင်က၈ပါဝါ၃နက်ကတ်ရှိတော့တယ်ပေါ့နော်ဒါ break ဒီကိုကို6 break ဆိုတော့ကို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 3 break ဆိုတော့ကိုလေးကိုကို2 break ဆိုတော့ကိုနှစ်လေးကို6 break ဆိုတော့လေးလေးလေးကို3 break ဆိုတော့လေးကိုလေးကို2 break ဆိုတော့လေးကို6ကို6 break ဆိုတော့6နှစ်6ကို3 break ဆိုတော့6ကို6ကို2 break ဆိုတော့6ပါပေါ့နော်ဒါဆိုရင်ခဏလေးက 3ရက်စာ6ချိန်မှာတွေ့ကြအောင်3ညခွန်6ရက်ဟုတ်ပြီနော်ခွန်၄ဒီမှာ၄ခွန်ဆိုတော့အားတစ်ချိန်အောင်မယ်နော်3ညက30ပေါ့နော်ဒီကနေ့ကတော့ခဏမထွက်ဘူးပေါ့နော်မနေ့ညနေရပါညနေဒါကြောင့်ဖြစ်မယ်လို့ညီမကတော့ထင်နေပေါ့နော်ဒါဆိုရင်ဆက်ပြီးတော့တွေ့ကြကြရအောင်နော်နာမည်ပတ်တော့ငွေကနန်လေးထုတ်မယ်ဒီမှာ3ညလေးနှလုံးသွားနော်ပေါင်းခြင်းကလေးပါဝါကိုနက်ခံနေလေးကိုနေပေါ့နော် ဘရိတ်ကကြတော့သုံးရဲ့ခွင့်ရပေါ်တော့ခေါင်းနဲ့သုံးနဲ့ပေါင်းတော့သုံးရဆိုတဲ့အကြောင်းသုံးရငါးခုဘရိတ်လေးရလာတယ်ပေါ့နော်။ဒါမဲ့ပတ်တော်မူတဲ့နေပေါ်နဲ့အောက်မှာပဲတခါလေးရေးပေးလိုက်မယ်နော်။လေးထိပ်ကိုသုံးရဘရိတ်ဆိုတော့လေး၆ဒီထိပ်ကိုငါးဘရိတ်ဆိုတဲ့အကြောင်းမို့လို့ လေတက်ပေါ့နော်လေတက်ကိုခုနှစ် brace ဆိုတော့ကြောင့်မလို့လေတော့ဒီက6ထိပ်ကိုသွားမယ်3ညာ brace ဆိုတော့6ထိပ်5ထိပ်ကို9 brace ဆိုတော့ကြောင့်6 6ထိပ်ကိုခုနှစ် brace ဆိုတော့6ရှင်းအောင်နော်2ထိပ်ကို3ညာ brace ဆိုတော့2ရှင်း2ထိပ်ကို9 brace ဆိုတော့2တော့2ထိပ်ကိုခုနှစ် brace ဆိုတော့2 9ပေါ့နော်ကဏ္ဍလေးကဒီမှာအဲ6ကွက်ပေါ့နော်ဝေကဏ္ဍ6ကွက်ထားလာတယ်ပေါ့နော်အကြိုက်ဆုံးကဏ္ဍကတော့6 6နဲ့ နှစ်ချက်ကအကျဆုံးပေါ့နော်ဒါကတော့အဲအဓိကအော့ကွက်နေနဲ့ကစားမယ်ကနေကျန်နေကြတဲ့လည်းကစားမှာပေါ့နော်ဒါကတော့ညီမရှာလေးထားကိုချက်ပြတင်ပြတယ်ပေါ့နော်ဘိုးတို့မတော့အဲ့တူမကျန်နေသမဲဆိုလိုက်ပြီးတော့ကစားကြပါလာမယ့်ပတ်မှဒီကနေ့ကြိုးပေးပြီးကံကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်ညညရပြီးတော့ညညလှုပ်နေကြပါစေလို့လည်းဆုတောင်းပါတယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်